ချီမင်နိုင်ငံမှာတင်းမာမှုတွေရော့မသွားပါဘူး။ကလားစီးပွားရေးအစီအစဉ်ဟာအမေရိကန်နဲ့ဟူတီတွေကြားကအကြက်တဲရဲ့ဖြစ်ပုံပေါ်မှာမူတည်နေသလိုပါပဲ။အမေရိကန်ဘက်ကတော့ဟူတီလိုကမ္ဘာချင်းချောင်းမှုတရုတ်ဆောင်တဲ့တူပေါ်ပေါက်လာတာကိုဘရောမှမလိုလားပါဘူး။ဒါကြောင့်ချီမင်နိုင်ငံမှာနေ့စဉ်ဒီပါ လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။ဟူတီတွေကတော့ပင်လယ်နီထဲမှာအမေရိကန်လင်တင်တင်မော့တွေကိုတိုက်ခိုက်ဖို့မကြောက်ရွံ့ပါဘူး။ဒီလောက်ရဟာသူတို့အတွက်ဘေးဥပ္ပတ်နဲ့အဆုံးသတ်မယ်ဆိုတာကိုသိရင်တောင်မှပါ။ ်ဦးတည်ရအတွက်ကတော့ဒါဟာကိုကိုကိုတေချောင်းကြံသိမှုပါပဲအမေရိကန်ပြည်ထောင်စုမှာလေရင်တင်သင်းမော2စီတပ်ဖွဲ့ဝင်၄တောင်း TAT နဲ့ Patriot ကာကွယ်ရေးစနစ်တွေ B2 ဘုံးကျဲလေရင်တွေ F35 F18 နဲ့ဒေတာရင်းမှာအခြားအရေးပါတဲ့ဂျက်လေရင်အုပ်စုတွေရှိနေပါတယ်ဒီစည်ရေးလုံခြုံမှုအားလုံးရှိထားပြီမဲ့ဟူဒီတွေကတေချောင်းကြံသိမှုရဲ့စနက်တမ်ပင်ကိုဆွဲထုတ်ပြီးဒေတာရင်းမှာရှိတဲ့ American လေရင်တင်သင်းမော့ကိုတိုက်ခိုက်ခဲ့ပါတယ် အမေရိကန်ရဲ့ USS Harry S Truman နဲ့ Samuel L Mulock တို့ပါရီမြန်နိုင်ငံမှာရှိတဲ့ဟူသီဖွဲ့ဟာမယုံနိုင်လောက်တဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ညရဲ့မောင်ဟာအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လင်းလက်လာခဲ့ပါတယ်။ဟူသီတွေကပင်လယ်နီနဲ့ပါရှန်ပင်လယ်ကွေ့တွေကနေအမေရိကန်ရေတပ်သင်္ဘောတွေဖြတ်တန်းသွားတာကိုသီးမခံနိုင်ဘူးလို့ထပ်ခါတလဲလဲပြောဆိုခဲ့ပြီးအဲ့ဒီသင်္ဘောတွေဟာပြစ်မှတ်တွေဖြစ်တယ်လို့ဆိုပါတယ်။ဒီရက်တီချက်ကိုလိုက်နာပြီးနောက် အာယုံဆိုင်မှုဟာဒေတာရင်းမှာရှိတဲ့ American စစ်သည်မော်ရီစီဓာတ်ရိုက်ပြောင်းလဲသွားပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့မှာရီမင်းခြေဆိုင်ဟူသည့်အဖွဲ့ကပင်လယ်နီမှာ American လေယာဉ်တင်သည်မော်နှစ်စီးကိုပိတ်မှတ်ထားတဲ့စစ်ရေးလှုပ်ရှားမှုတစ်ခုကိုကြေညာခဲ့ပါတယ်။အဲ့ဒီသည်မော်တွေကတော့ USS Harry S Truman နဲ့ USS Carl Vinson တို့ပါ။ကြေညာချက်မှာဘယ် American လေယာဉ်တင်သည်မော်ကိုပိတ်မှတ်ထားတယ်ဆိုတာကိုအတိအကျမဖော်ပြခဲ့ပါဘူး။နောက်ပိုင်းမှာအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေကဒီအကြောင်းကိုပုံမိုရှင်းလင်းစေခဲ့ပါတယ်။ ဟူဒီစရေးပြောခွင့်ရသူရဲ့ထုတ်ပြန်ချက်တစ်ခုမှာနောက်ဆုံးတိုက်ခိုက်မှုတွေဟာ USS Carl Vinson ကို ပထမဆုံးချိန်ပြစ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ်။တင်းမောမှာထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ချက်ချင်းသတင်းတွေမထွက်ပေါ်ခဲ့ပေမဲ့ဟူဒီစရေးပြောခွင့်ရသူယာယာဆာရီက USS Carl Vinson ကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသတင်းစကားတွေပေးပို့ခဲ့ပါတယ်။ဟူဒီတွေကသူတို့ဟာ USS Carl Vinson ကိုတိုက်ခိုက်ခဲ့တာဟာ American ရဲ့ Russ Ilsak စိတ်ကမ်းကိုတိုက်ခိုက်မှုတွေကြောင့်လို့ဆိုပါတယ်။ ရာစင်စာစိတ်ကန်းဟာအမေရိကန်လေတပ်ရဲ့မယုံနိုင်လောက်တဲ့တိုက်ခိုက်မှုတွေကြောင့်ဖျက်ဆီးခံခဲ့ရပါတယ်။အမေရိကန်ရဲ့ F-35 နဲ့ B-2 ပုံကျဲလေယာဉ်တွေဟာရာစအယ်စာမှာလေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့သတင်းထွက်ပါတယ်။ B-2 လေယာဉ်တွေဟာ Diego Garcia ကနေ take off လုပ်ခဲ့ပြီး F-35 တွေကတော့ USS Harry S. Truman ကနေထွက်ခဲ့တယ်လို့ဆိုပါတယ်။ဒီထိုင်းနိုင်ငံရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာဟူတီတွေရဲ့စစ်ရေးလက်နက်ခဲယမ်းတွေကိုအများအပြားဖျက်ဆီးခဲ့ပါတယ်။ Ras Insa စိတ်ကန်းတစ်ခုလုံးဟာအလုံးမလုံးနိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီးဂျေနန်ပိုက်လိုင်းတွေလည်းပျက်စီးသွားတယ်လို့ဆိုပါရယ်။ Ras Insa ပောက်ကွဲမှုပြီးမှ USS Scar Vincent ဟာတိုက်ခိုက်ခံရပါရယ်။ဒေတာကန်သတင်းရင်းမြစ်တွေကဒီသင်းမောဟာ drone တွေနဲ့တိုက်ခိုက်ခံရတယ်လို့ပြောပေမဲ့ဂျေတက်အစိတ်ပိုင်းမှာထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။ဒီရေးပါတဲ့တိုက်ခိုက်မှုဟာအမေရိကန်နဲ့ထရမ့်အစိုးရအတွက်ခလုတ်နှိပ်ဖို့တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ ီးမြန်နိုင်ငံဟာမကြသေးခင်ကာလတွေမှာအကြမ်းတမ်းဆုံးနဲ့ထိတ်လန့်ပွဲရာတိုက်ခိုက်မှုတွေရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာဟွန်ဒီယာတာနဲ့စာနာဆိုတဲ့ယီမင်ရဲ့မဟာပြူဟာအရေးပါတဲ့အခြေချနေရာတစ်ခုကိုထပ်မံထိမှန်ခဲ့ပါတယ်။စုစုပေါင်း၄ကြောင်းတိုက်ခိုက်မှု၃၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဟွန်ဒီယာတာဟာဟူသီတွေရဲ့အဓိက ထိန်းချုပ်ရေးဌာနဖြစ်ပြီးအရေးအကြီးဆုံးစိတ်ကမ်းမြို့တစ်ခုပါ။ဒါပေမဲ့ထရမ့်အစိုးရဟာဒီအသေးစိတ်အချက်အလက်တွေကိုအကုန်သိထားပါတယ်။ ဒါကြောင့်နောက်ဆုံး American လေကြောင်းတိုက်ခိုက်မှုဟာရီပင်ရဲ့ Holdy Data စိတ်ကမ်းကိုဖျက်ဆီးခဲ့ပါတယ်။စိတ်ကမ်းမှာရှိတဲ့လက်နက်တူလောင်ယုံတွေ၊ထိန်းချုပ်ရေးဌာနတွေ၊ရေနံထောက်ပံ့ရေးစခန်းတွေဟာ American ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာပျက်စီးသွားခဲ့ပါတယ်။ဒါဆို American က Holdy Data ကိုဘလို့တိုက်ခိုက်ခဲ့တာလဲ။ကျွမ်းကျင်သူတွေရဲ့အဆိုအရ Washington ကရေတပ်နဲ့လေတပ်ကိုအသက်သွင်းပြီး USS Harry S. Truman ပေါ်ကနေ Holdy Data ကိုပိတ်မှတ်ထားခဲ့တယ်လို့ယုံကြည်ပါတယ်။ ဒီသင်းမောက်ဟာဂျီမင်ကို လေချောင်းတိုက်ခိုက်မှုတွေမှာ FA18E F Super Hornet တွေကိုအများအပြားပြန်တန်းလေးရှိပါတယ်။ဒါကြောင့် Holdiara မှာ AMRAM ဒုံးကြီးတွေဒါဇင်နဲ့ချီရှိနိုင်ပါတယ်။ဒီဒုံးကြီးတွေနဲ့ American ဟာ USS Harry S Truman ကနေ F18 တွေကိုလွှတ်တင်ပြီး Holdiara စိတ်ကန်းကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Holdiara တခုတည်းကိုပဲပြစ်မှတ်ထားခဲ့တာမဟုတ်ပါဘူး။နောက်ဆုံး American လေကြောင်းတိုက်ခိုက်မှုတွေမှာ စာနာလဲလေကြောင်းဘုံကျဲတိုက်ခိုက်မှုရဲ့ပြစ်မှတ်ဖြစ်ခဲ့ပါတယ်။စာနာဟာဟူသီတွေအတွက်အလွန်အရေးပါပါတယ်။ဒီနေရာမှာနိုင်ငံတကာလေဆိပ်တစ်ခုရှိပြီးဟူသီတွေဟာပင်လယ်နီကတိုက်ခိုက်မှုတွေကိုဒီအခြေစိုက်စခန်းကနေအများအပြားစီစဉ်လေးရှိပါတယ်။ဒါကြောင့်စာနာမှာဟူသီတွေရဲ့အများဆုံးမဟာဗျူဟာရထိန်းချုပ်ရေးဌာနတွေဒရုန်းတွေဒုံးကျည်ပြစ်လွတ်တဲ့ platform တွေဟာစည်ရေးဗဟိုဌာနတွေထဲမှာပါဝင်တာကိုပြောစရာမလိုပါဘူး။ဒါပေမဲ့နောက်ဆုံးထိုးစစ်ဆင်ရေးလှုပ်ရှားမှုဟာ အမေရိကန်ပြည်ထောင်စုကဆာနာမှာရှိတဲ့ဟူသီပြစ်မှတ်တွေကိုတနားညာနာဘူးမပြခဲ့ပဲမြို့တစ်ခုလုံးကိုမိကိုတူလူလူဖြစ်အောင်လုပ်ခဲ့ပါတယ်။ဒေတာကန်သတင်းရင်းမြစ်တွေကဗီဒူဘုံကျဲလင်ရင်တွေဒီတိုက်ခိုက်မှုတွေမှာပါဝင်မှုမရှိခဲ့ဘူးလို့ဆိုပြီး F18 တွေနဲ့လည်းဆာနာကိုလေကြောင်းတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့တယ်လို့ယူဆပါတယ်။လက်ရှိမှာကျွမ်းကျင်သူတွေကအမေရိကန်ဟာယီမင်ကိုအပြည့်အဝစွန့်ရင်နဲ့ပြစ်မှတ်ထားတိုက်ခိုက်နေတာမဟုတ်ဘူးလို့ဆိုပါတယ်။အကယ်၍အပြည့်အဝတိုက်ခိုက်ခဲ့မယ်ဆိုရင် နိုင်ငံထဲမှာဟူသီအဖွဲ့အစည်းလုံးဝကျန်ရင်မဟုတ်ပါဘူး။တနည်းအားဖြင့် USS Harry S Truman နဲ့ USS Scar Vincent ပေါ်ကတိုက်လေယာဉ်တွေရဲ့ဘုံကျဲတိုက်ခိုက်မှုတွေဟာဟူသီတွေကိုတိုက်ခိုက်ဖို့အတွက်လုံလောက်နေပြီလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ဘလို့အခြေအနေတွေကိုရင်ဆိုင်ရမလဲ။အကယ်၍ American ပြည်ထောင်စုကယီမန်နိုင်ငံမှာရှိတဲ့ဟူသီတွေကိုအပြည့်အဝစွန့်ရင်နဲ့ပြစ်မှတ်ထားတိုက်ခိုက်မယ်ဆိုရင်ခုဒီရီဟာနိုင်ငံထဲမှာတကယ်ပဲအပိသက်ဖြတ်စည်းခံရနိုင်မှာလားဒီမေးခွန်းကိုဖြေဖို့အတွက် ဒေတာရင်းမှာတာဝန်ထမ်းဆောင်နေတဲ့လင်းတင်သင်းမောနှစ်စီးဖြစ်တဲ့ USS Harry S Truman နဲ့ USS Carl Vinson တို့ကိုထည့်သွင်းစဉ်းစားရုံနဲ့လုံလောက်ပါတယ်။ဒီလင်းတင်သင်းမောနှစ်စီးစလုံးဟာနိုင်ငံတနိုင်ငံနဲ့ဆိုလဲတိုက်ခိုက်နိုင်လောက်တဲ့စစ်ရေးအစိတ်ပိုင်းတွေကိုပိုင်ဆိုင်ထားပါတယ်။ရေတပ်နှစ်ခုစလုံးမှာဝန်ထမ်းဥယေ9000နီးပါးရှိပြီးတိုက်လေရင်90နီးပါးရဲ့စွမ်းရည်ကိုလည်းလှစ်လျူမရှုသင့်ပါဘူး။ဒီလင်းတွေထဲမှာ F18 တွေပါဝင်ပြီးဒီလင်းတွေဟာဟော်ဒီယာတာနဲ့စာနာမှာ မကြသေးခင်ကတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့တယ်လို့ဆိုပါရယ် F35 တွေကိုလည်းလှစ်လျူမရှုသင့်ပါဘူးဒီရေတက်နဲ့လေကြောင်းပိုင်ဆိုင်မှုတွေပြင် Diego Garcia မှာရှိတဲ့ B2 ပုံကျဲလေယာဉ်တွေကိုတော့ကျွန်တော်တို့မဖော်ပြရသေးပါဘူး Bangal Buster လက်နက်တွေဟာကြီးမြမာရှိတဲ့ဟူသီတွေအလွန်ကြောက်ရွံ့တဲ့စစ်ရေးလက်နက်ခဲယမ်းတွေကတခုပါဒါအပြင်လေကြောင်းစိတ်ပိုင်းတဲ့တခုလည်းရှိပါသေးတယ် MQ-1C Grey Eagle လူမဲ့လေယာဉ်စနစ်ဟာ AGM အလက် 114L လောင်ဘူ Hellfire နဲ့တုံးကြည့်နေသူ့ရဲ့လေယာဉ်ပေါ်ကရေဒါတွေကိုအသုံးပြုပြီး General Atomics Aeronautical System ရဲ့အသက်ရှင်လျက်ပြစ်ခတ်စမ်းသပ်မှုမှာ drone ဒဇင်းကိုပစ်ချခဲ့ပါတယ်။လက်ရှိမှာ တူညီတဲ့ drone တံပြန်စနစ်တွေ counter UAS ဖွံ့ဖြိုးတိုးတက်မှုမှာတိတာတဲ့တိုးတက်မှုတွေရှိနေပြီးဒါမှစွမ်းအင်အခြေခံနဲ့စွမ်းအင်မဟုတ်တဲ့ဖြည့်ရှင်းနည်းတွေပါဝင်ပါတယ်။ Grey Eagle ကို Hellfire ဒုံးကြီးတွေနဲ့ drone တွေကိုပစ်ချဖို့အသုံးပြုတာဟာစိတ်ဝင်စားဖွယ်ရာဖွံ့ဖြိုးမှုအစ်စ်တစ်ခုပါ။ကုမ္ပဏီပြောခွင့်ရသူ C-Mac Brinkley ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ General Atomic Aeronautical System ဟာ Great Eagle ကနေ Longbow Hellfire ကိုအသုံးပြုပြီးသေးငယ်တဲ့ UAV ဒီဇိုင်းကိုအသက်ရှင်လျက်ပစ်ခတ်မှုနဲ့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ Great Eagle ကို Hellfire ဒုံးကြီးတွေနဲ့တက်ဆင်တာဟာ drone တံပြန်မှုတစ်ခုလေးသောရွေးချယ်မှုမဟုတ်ပါဘူး။ General Atomics ဟာလက်ရှိမှာဒီ platform နဲ့ဆက်လက်လိုက်စားနေတဲ့အခြားရွေးချယ်မှုတွေလည်းရှိပါတယ်။ပြီးခဲ့တဲ့နှစ်က Great Eagle မှာကုမ္ပဏီရန်မုံငွေနဲ့စမ်းသပ်ခဲ့တဲ့အသေးစားစက်တနက်တွေရဲ့အသက်ရှင်လျက်တရုတ်ပြမှုဟာ drone တံမြန်လှုပ်ရှားမှုတွေအတွက်စိတ်ဝင်စားဖွယ်နဲ့တက်နိုင်တဲ့စွမ်းရည်အခြေခံရွေးချယ်မှုတစ်ခုကိုပေးစွမ်းပါတယ်။အမေရိကန်မှာဒီလိုမျိုးလူမဲ့လေကြောင်းပိုင်ဆိုင်မှုအများအပြားရှိပါတယ်။ဒီ drone အုပ်စုဟာအမေရိကန်ကိုကြီးမင်းမှာအ ਨੇ စုံထိခိုက်မှုနဲ့လှုပ်ရှားနိုင်စေပါတယ်။ ဒါဆိုဟူသီတွေမှာဘာတွေရှိသလဲအီရန်ထောက်ပံ့ထားတဲ့ဒီအဖွဲ့ဟာဘာတွေလုပ်နိုင်မလဲအကယ်၍ထရမ့်အစိုးရဟာဟူသီတွေကိုတမိုင်းတွေကဖျောက်ဖျက်မယ်လို့ပြောထားတဲ့အတိုင်းယီမင်ကိုအပြေအဝအင်အားနဲ့ပိတ်မှတ်ထားမယ်ဆိုရင်ဟူသီတွေဟာပြည်တွင်းလက်နက်ထုတ်လုပ်မှုမှာတိုးတက်မှုတချို့ရှိခဲ့ပေမဲ့သူတို့ရဲ့လက်နက်တူလောင်ယုံဟာအီရန်ရဲ့ထောက်ပံ့မှုပေါ်မှာမူတည်နေတော့မှာပဲအီရန်ဟာဒုံးကျည်နဲ့ဒုံးပြစနစ်နိုင်ငံမဟုတ်တဲ့မိဖက်တွေထံလွှဲပြောင်းပေးအပ်ပြီး ဒီအဖွဲ့တွေကြားပြည်ရင်းထုတ်လုပ်မှုကိုဖြစ်ပေါ်စေတဲ့ရေချေပုံစံတစ်ခုရှိခဲ့ပါတယ်။အနည်းဆုံး2000ပြည့်နှစ်နောက်ပိုင်းကတည်းကတီဟီရန်ဟာပြည်ရင်းတက်ဆင်မှုအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့စနစ်တွေကိုဒီဇိုင်းရေးဆွဲပြီးဤပညာသင်တန်းတွေထုတ်လုပ်မှုဆက်ရန်ရာတွေလမ်းညွှန်ကိရိယာတွေနဲ့အထူးပြုအစိပ်ပိုင်းတွေလိုအဓိကအစိပ်ပိုင်းတွေကိုပံ့ပိုးပေးခြင်းအဖြစ်ပြည်တွင်းထုတ်လုပ်မှုကိုထောက်ပံ့ခဲ့ပါတယ်။ခူဒီဖွဲ့ရဲ့ CRBMS အကွာအဝေး200ကီလိုမီတာထိဟာပြည်ရင်းမှာထုတ်လုပ်နိုင်ပွဲရှိပေမဲ့ လမ်းညွန်စနစ်တွေအပါအဝင်အဓိကစိတ်ပိုင်းတွေဟာအီရန်ကနေဆက်လက်ရယူနေရပွဲရှိပါတယ်။ဒါတွေဟာအနီးကပ်ဆန့်ကျင်ရေရင်ဒုံးကျည်တွေဖြစ်တဲ့ Folak Mayan နဲ့ Elbar El Amaru ပါဝင်နိုင်ပါတယ်။အထူးသဖြင့် Buhat ASBM ဟာအီရန်ရဲ့လမ်းညွန်နည်းပညာနဲ့ပြန်လည်အသုံးပြုထားတဲ့ဆိုဗီယက်ဒီဇိုင်းဖြစ်တဲ့ IS A2 မြေပြင်မှလေကြောင်းဒုံးကျည်စနစ်ဟောင်းကိုပြောင်းလဲထားတာဖြစ်ပုံရပါတယ်။ဒါ့ပြင်အလေအလက်အကွာအဝေးဒုံးကျည်တွေ MRBMS တွေဟာ အီရန်ကနေတိုက်ရိုက်ထောက်ပံ့ပေးတာဖြစ်ဖွယ်ရှိပါတယ်။ဟူသီတွေအသုံးပြုတဲ့အဆိုင်ခဲလောင်ဆောင်သုံး MRPMS တွေဟာအီရန်ရဲ့ကဘာဒါမှမဟုတ် Fitex မှစင်းသက်လာတာဖြစ်ပြီးအရေးလောင်စာသုံး MRPMS တွေဖြစ်တဲ့အီရန်ရဲ့ Raven ကိုပြန်လည်အပြည့်ပြောင်းထားတာဟာဂျီမင်ပြည်ရင်းထုတ်လုပ်မှုတွေအတွက်ရှုပ်ထွေးလွန်းတယ်လို့ထင်ရပါတယ်။ပင်လယ်နီမှာအသုံးပြုတဲ့အီရန်ရဲ့41နဲ့စန့်ကျင်ရည်ရည်မှုကွဲတွေလို့တိုးတောင်းတဲ့အကွာအဝေးဒုံးကျည်တွေ ် SRBNS ရဲ့ကိစ္စဟာတိတာထင်ရှားမှုနေပါတယ်။ဒီတုံးကြီးတွေဟာအကွာအဝေး300ကနေ1000ကီလိုမီတာရှိတဲ့ SRBMS တွေဖြစ်ပြီးဒီစနစ်တွေဟာတူတောင်းတဲ့အကွာအဝေးလက်နက်ဒုံးတွေထက်ပုံမှုခင့်မိပေမဲ့ MRBMS တွေထက်တော့နည်းပညာနိုင်ပါတယ်။တစ်ဖက်မှာတော့ဟူဒီတွေမှာဒုံးကြီးတွေမြေပြင်တိုက်ခိုက်မှုနဲ့စန့်ကျင်ရရင် cruise ဒုံးကြီးတွေအတွက်ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်အနှဲငယ်ရှိပေမဲ့ဒီလိုစနစ်တွေအတွက်လိုအပ်တဲ့သေးငယ်တဲ့တာဘိုဂျက်အင်ဂျင်တွေ ဒါမှမဟုတ်စန့်ကျင်ရေရင်မူခွဲတွေမှာအသုံးပြုတဲ့တက်ကြွရေဒါရှာဖွေကိရိယာတွေကိုထုတ်လုပ်နိုင်သွမ်းမရှိဘူးလို့ယူဆထားပါတယ်။ဟူဒီတွေဟာ CUD မြေပြင်တိုက်ခိုက်မှု cruise တုံးကြီးရဲ့ပိုရိုးရှင်းတဲ့အစိပ်ပိုင်းတချို့ဥပမာပေါင်းဆက်ကိုတဲ့အစိပ်ပိုင်းတွေကိုစတင် ထုတ်လုပ်နေပြီဆိုတာကိုဖယ်ထုတ်လို့မရပါပဲ။ ASPNS နဲ့ပတ်သက်တဲ့တင်းသီးမှုတွေမှာရီမင်ခြေဆိုင်လှုပ်ရှားမှုဟာအဖွဲအတွဲနောက်ဆုံးတက်ဆင်မှုအဆင့်မှာကန့်သတ်ထားပြီးဖြုတ်ထားတဲ့ပုံစံနဲ့တင်ပို့လာတဲ့ပြီးပြည့်စုံတဲ့စနစ်တွေပါဝင်ခဲ့ပါတယ်။ UAV လူမဲ့လေယာဉ်ပြဿနာကိုလည်းဖြေရှင်းဖို့လိုအပ်ပါတယ်။ရိုးရှင်းတဲ့ UAV တွေနေပြည်မှာလွတ်လပ်တဲ့ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်ဟာကောင်းမွန်သာဖွံ့ဖြိုးပြီးဖြစ်ပုံရပါတယ်။အထူးသဖြင့် SAMAT 3တလန်းသွားတိုက်ခိုက်ရေး UAV ဟာအီရန်ရဲ့အကွာအဝေးဒီပညာနိုင်တဲ့အဆုံးစွန်ကို ကိုးစားပြုပါတယ်။ဟူဒီရဲ့ OWA UAV အစုစုဟာအနီရောင်ပင်လယ်နဲ့အေဒင်ပင်လယ်ခွေ့မှာရှိတဲ့ရေတောင်းပြတ်မှတ်တွေကိုပြတ်မှတ်ထားတဲ့လက်ပဲတိုက်ခိုက်ရေးမူခွဲတွေမှာအကြီးစားအသုံးပြုခဲ့ပါတယ်။ အနောက်တိုင်းရာရှိတွေနဲ့အင်တာဗျူးတွေနဲ့ပြန်လည်ရယူထားတဲ့နမူနာတွေမှာတွေ့ရတဲ့ထုတ်လုပ်မှုအခြေသေးနိုင်ကြမှုတွေကဒီလူမဲ့လေရင်တွေဟာရီမဲနိုင်ငံအတွင်းမှာထုတ်လုပ်ထားတာဖြစ်တယ်ဆိုတာကိုပြင်းပြင်းထန်ထန်အကြံပြုပါရစေ။ဒါ့ပြင်မဲ့ရိုးရှင်းတဲ့ drone တွေအတွက်တောင်မှလမ်းညွှန်မှုထိန်းချုပ်မှုနဲ့တွန်းကန်အားစနစ်တွေအတွက်အဓိကအစိတ်ပိုင်းတွေကိုပြည်ရင်းမှာထုတ်လုပ်နိုင်သွမ်းမရှိပါဘူး။ဒါ့ပြင်မဲ့ဒီအစိတ်ပိုင်းတွေကအများပြားဟာစီးပွားဖြစ်ရရှိနိုင်တာကြောင့်လိုအပ်ရင်ဟူသီတွေအနေနဲ့အီရန်ကနေတီးခြားဝယ်ယူနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ရခင်ကပြန်လဲရယူထားတဲ့ Samad Courier မှာ Iran ထုတ်အစိပ်ပိုင်းတွေဖြစ်တဲ့ gyroscope တွေပါဝင်ခဲ့ပါတယ်။ Houthi တွေရဲ့ဝန်ဆောင်မှုမှာရှိတဲ့ပုံမိုအစ်မြင့်နဲ့တလန်းသွားတိုက်ခိုက်ရေး UAV တွေဖြစ်တဲ့ Shahed 131, Shahed 136နဲ့အကွာဝေးရှိ Yafa တို့မှာ Iran ထောက်ပံ့ထားတဲ့စနစ်တွေပုံမိုပါဝင်ပါတယ်။ဒါတွေထဲမှာ power ပုံမိုပြင်းထန်တဲ့ engine တွေပါဝင်ပြီးဒီ engine တွေဟာပွင့်လင်းဈေးကွက်မှာရရှိဖို့ပိုခတ်ခဲ့ပါတယ်။ Shahed series တွေမှာဆိုရင် ပုံမရှုပ်ထွေးတဲ့ပေါင်းဆက်လျင်ကိုယ်တိုင်အစိပ်ပိုင်းတွေလည်းပါဝင်ပါတယ်။ပြည်တွင်းလက်နက်ထုတ်လုပ်မှုမှာ UAV တွေနဲ့ CRPN တွေမှာတဖြည်းဖြည်းတိုးတက်မှုရှိခဲ့ပေမဲ့ဟူဒီတွေဟာအခြေခံဤပညာတွေနဲ့အဆင့်မြင့်စွမ်းရည်တွေအတွက်အီရန်ပေါ်မှာဆက်လက်မိခိုနေရပါတယ်။တချို့နယ်ပယ်တွေမှာအီရန်ရဲ့ထောက်ပံ့မှုဟာပြည်ပြုံစုံတဲ့စနစ်တွေကိုဓာတ်ရိုက်ထောက်ပံ့ပေးရကနေပြည်ရင်းထုတ်လုပ်မှုကိုဖြစ်ပေါ်စေတဲ့အဆင့်ကိုပြောင်းလဲလာခဲ့ပြီးဟူဒီတွေရဲ့စည်ရေးလှုပ်ရှားမှုတွေအတွက်အဓိကဖြစ်စေသူဖြစ်ရပ်တည်နေပါတယ်။ ဒီအဖွဲ့ဟာနီးဗျူဟာနီးစနစ်တွေနဲ့လုံထုံးလုံနီးတွေမှာလွတ်လပ်တဲ့စမ်းသစ်တီထွင်မှုစွမ်းရည်ရှိပြီးရိုးရှင်းတဲ့ drone နီးပညာတွေကိုထုတ်လုပ်နိုင်ွယ်ရှိပါတယ်။ဒါ့ပြင်မဲ့ဂျီမင်ရဲ့အကန့်အသတ်ရှိတဲ့စက်မှုအခြေခံဖွံ့ဖြိုးပုံနဲ့ဖွံ့ဖြိုးမှုဆိုင်ရာကန့်သတ်ချက်တွေဟာ MRBM တွေနဲ့ Cruise ဒုံးကြီးတွေအပါအဝင်ပုံမိုရှုပ်ထွေးတဲ့စနစ်တွေရဲ့ပြည်တွင်းထုတ်လုပ်မှုနဲ့နောက်ထပ်တိုးတက်မှုတွေပေါ်တည်တာတဲ့ကန့်သတ်ချက်တွေချမှတ်ထားတာဖြစ်ပွဲရှိပါတယ်။လက်ရှိမှာဟူတီတွေရဲ့ထုတ်လုပ်မှုစက်ရုံတွေကိုပိတ်မှတ်ထားတယ်လို့သိရတဲ့ အမေရိကန်ရဲ့ဆက်လက်တိုက်ခိုက်မှုတွေဟာပုံမှုအဆင့်မြင့်တဲ့စနစ်တွေရဲ့ပြည်တွင်းထုတ်လုပ်မှုကိုတိုးချဲ့ဖို့ကြိုးပမ်းမှုတွေကိုပုံမှုရှုပ်ထွေးစေပွဲရှိပါတယ်။ရီးမြေမှာရှိတဲ့ဟူဒီတွေမှာတေချောင်းကြံစီရဲ့စရေးလက်နက်တိုးလောင်ရုံတစ်ခုသာရှိပါတယ်။ဒီအဖွဲ့ရဲ့လက်နက်ခရမ်းစင်းဟာအန်ရယ်ရှိပေမဲ့ဒါတွေအားလုံးကုန်သွားတဲ့အခါသူတို့မအားလုံးမလဲ။အမေရိကန်မှာပင်လယ်နီနဲ့ပါရှန်ပင်လယ်ကွက်မှာရှိတဲ့လင်းတင်သင်းမောတွေပေါ်မှာတော့လေချောင်းရံကာဝေးစနစ်တွေရှိပြီးအရှေ့အလယ်ပိုင်းမှာစစ်စကန်ဒါတင်မောင်းများသွားရှိပါတယ်။ ဒီစစ်စခန်းတွေမှာလေကြောင်းရံကာဝေးစနစ်တွေအများပြားရှိတယ်ဆိုတာသိရှိထားပါတယ်။ဒါပေမဲ့ဒေတာတွေမှာစည်ရေးအစိတ်ပိုင်းတွေပိုင်ဆိုင်ထားတာဟာအမေရိကန်တစ်ခုလည်းမဟုတ်ပါဘူး။ပြင်သစ်စစ်တပ်တွေဟာလည်းဒေတာရင်းငိမ့်ငိမ့်နဲ့လုံခြုံရေးကိုပြန်လည်တိဆောက်ဖို့ပါဝင်လှုပ်ရှားနေပါတယ်။တကယ်တော့မကြသေးခင်ကပင်လယ်နီရဲ့မငြိမ်သက်ဖြစ်နေတဲ့ရေပြင်မှာပြင်သစ်ရေတပ်ရဲ့ Aqualtain အဆင့် Frigate သင်္ဘောတစ်စီးဟာအနေရများတဲ့ထိတ်တိုက်ရင်ဆိုင်မှုတစ်ခုရဲ့အလဲမှာရောက်ရှိခဲ့ပါတယ်။ ဒီသင်္ဘောဟာဟူတီတိုက်ခိုက်ရေး drone ဒဇင်းကိုသူ့ရဲ86မီလီမီတာ auto melara အဓိကတနက်နဲ့အနီးအဓိကတိုက်ခိုက်ခဲ့ပါတယ်။မကြသေးမီကထုတ်ပြန်ခဲ့တဲ့ video file ထဲမှာဖမ်းယူထားတဲ့ဒီထိတ်လန့်ပွဲရာဖြစ်ရဟာခိမီရေတပ်တွေရင်ဆိုင်နေရတဲ့ကြီးထွားလာတဲ့စိန်ခေါ်မှုတစ်ခုကိုမိမောင်းထုတ်ပြခဲ့ပါတယ်။တမယိုးကြစစ်ပွဲတွေအတွက်ဒီဇိုင်းထုတ်ထားတဲ့စနစ်တွေနဲ့အတူဒီ free gate သင်္ဘောဟာ drone တွေလိုကုန်ကြစရိတ်တက်တာပြီးတစ်ဖက်သက်ချိန်ချောက်မှုတွေကိုရင်ဆိုင်ရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးမျှဝေထားတဲ့ရုပ်ပုံတွေမှာ ဒရုန်းဟာတုံညအကွာဝေးနီးပါးမှာဖြတ်စည်းခံရတာကိုပြသထားပါတယ်။ဒီအခြေအနေဟာဒရုန်းကိုနီးကပ်လာခွင့်ပြုဖို့ကြီးဝဲချက်ရှိရှိရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်လို့စောစီးစွာရှော့ချဖွေပေါ်ထုတ်တဲ့စနစ်တွေမအောင်မြင်မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။